အဲ့ဒီနှစ်သင်းမှာတိုက်ဆိုင်တာလေးကခု6တက်ပေါ့လီဗာပူးကနောက်ဆုံး9ပွဲမှာတပွဲပဲနိုင်တယ်6ပွဲရှုံးတယ်ဗီလာကကျတော့နောက်ဆုံး9ပွဲမှာတပွဲရှုံးတယ်6ပွဲနိုင်တယ်သူတို့နှစ်သင်းကတကယ်9ပွဲမှာပြောင်းပြန်ဟိုဟာဖြစ်နေတာပေါ့ကက်ကင်းဖြစ်နေတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ Sports Corner လေးပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ Premier League ပွဲစဉ်30ရဲ့ preview တွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒါစနေညရဲ့နောက်ကျပွဲတစ်ပွဲရှိပါတယ်ဒါကတော့ လီဗာပူးအသင်းနဲ့ကျွန်တော်တို့အက်စတရမ်ဘာအသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီစီဇန်မှာလည်းကျွန်တော်ဒါ Total Sport မှာအားကစားအစီအစဉ်ကောင်းတွေကိုတင်ဆက်ပေးနေတဲ့ကိုတက်ဆူဖိတ်ခေါ်ထားပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါအလေးပါဘူးတော်တော်စိုးနေရနေရတကယ်ဟိုစိုးနေရဆိုတာလေမထင်ထားလောက်အောင်ကိုစိုးနေရကောအခုလွန်ခဲ့အခုထင်တယ်ဒီ Yagen Clock Error ကနေစပြီးတော့ကြီးလိုက်လွန်ခဲ့ဆယ်စုနှစ်တစ်စုလောက်နေပါရှိသွားပြီပေါ့နော်အဲ့အချိန်တုန်းကလေပါဘူးတလောက်စိုးတာအခုမမြင်ရကြာပြီအဲ့အချိန်တွေကတကယ်စိုးနေရလားဒါမှမဟုတ် ပြိုင်ဘက်အသင်းတွေပဲအရန်ကောင်းနေတာလက်ရှိအနေအထားကိုညီလေးအမြင်လေးစပြောပြီးပေါ့လီဗာပူးကတော့တကယ်တော့အဲ့လောက်ထိစိုးမယ်လို့တော့ကျွန်တော်အနေနဲ့မထင်ခဲ့ဘူးပေါ့နော်သူစပြီးရှုံးလာတဲ့အချိန်မှာတော့မှကျွန်တော်ကဘယ်လိုမျိုးတွေးလဲဆိုတော့ဒါဟိုကန်ဆိုးရတယ်ပေါ့ကန်ဆိုးလို့တနေ့ချွတ်ချော်သွားတယ်လို့ပဲကျွန်တော်ထင်ခဲ့တာဘာလို့လဲဆိုတော့သူတို့ပထမဆုံးစပြီးရှုံးခဲ့တဲ့ပွဲစဉ်တွေကကြတော့ Crystal Palace ကနေစတာပေါ့အခုဆို Crystal Palace နဲ့စပြီးမနေ့က Crystal Palace နဲ့ပဲပြန်ပြန်ဆုံးတဲ့ဒီကိုရှုံးနေရပေါ့ဆိုတော့ Palace နဲ့ပွဲရလဲနောက်ကြကို ပြီးတော့ကျွန်တော်ဒီဂလာတာဆာရီနဲ့ချန်ပီယံလိပွဲစဉ်ကလည်းပန်နဒီနဲ့သူတို့ရှုံးသွားတာပေါ့ပြီးတော့ချက်စီးနဲ့ပွဲကလည်းနောက်ဆုံးမိနစ်ကိုအော်ဒါပန်နဒီနဲ့ရှုံးတယ်နောက်ဆုံးမိနစ်ကိုနဲ့ရှုံးတယ်ဆိုတာအဲ့နည်းကန်ဆုံးလို့ပေါ့သူတို့အချိန်တန်ပြန်လာမယ်အဲ့တော့ဂျာမန်ဖရန့်ဘက်ကိုနိုင်သွားတော့အဲ့ဒါလီဗာပူးပြန်ပြီးကမ်ဘက်လုပ်ပြီးပေါ့အဲ့သူတို့တိုက်စစ်မှုနှစ်ယောက်နဲ့တခု solution တခုခု slot တွေ့သွားပြီလို့ထင်တာဒါပေမဲ့လည်း လီဗာပူးကတုံရက်တုံရက်မဲ့ဘရန်ဖုန်းနဲ့ပွဲရောဒီနောက်ဆုံးကာရဘောင်းခရစ်စတယ်ဘဲလစ်နဲ့ပွဲဆိုလေတကယ်ကိုပြည့်ချေပြက်ကိုအဲ့လိုမျိုးပါသွားတာပေါ့ဆိုတော့လီဗာပူးအနေနဲ့အာနီစလော့အနေနဲ့သူအတင်းရဲ့ဟန်ချက်တစ်ခုပေါ့နော်ဘဲလန့်စ်တစ်ခုကိုပြန်ထိန်းနိုင်ဖို့အတွက်တော့ solution တစ်ခုခုကိုရှာရမယ်တဲ့။ဒါပေမဲ့တခုတော့ရှိတာ slot ကဟိုလုံတော့လုံနေပါတယ်။ तू ဟိုဘယ်လိုပြောမလဲ။ဒီဟာကိုပြန်ယုံထွက်ဖို့အတွက် तू မှန်မယ်လို့ထင်တဲ့ဟာတွေကို तू စူးစမ်းပြီးတော့ရှာဖွင့်တယ်။ဥပမာ front back နဲ့နေမှာဆိုဆာလာကို bench ပို့လိုက်ပြီးတော့ င်ဂီတီဂိနဲ့ဟိုဟာအီဆက်နဲ့နှစ်ယောက်ကိုအထောင်တိုက်စစ်မှာတွဲပုံစံမျိုးပေါ့အဲ့တော့အကောင်းဆုံးဖြစ်မဲ့နီလန်တစ်ခုခုတော့သူရှာဖွေနေတယ်ဒါပေမဲ့ကစားသမားတစ်တီအသားမကျတာဟောနောက်တစ်ချက်ကဒီအာနိုးထွက်သွားတဲ့ပြဿနာကိုတော်တော်လေးသူတို့ရင်ဆိုင်နေရတယ်လို့ကျွန်တော်ကတော့မြင်နေတယ်ပေါ့ဆိုတော့လီဗာပူးကတော့အချိန်နေတော်တော်လေးကိုစိုးနေတယ်လို့ပြောရမှာလက်ရှိမှာအဲ့တော့နောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတယ်ပေါ့နော်အဲ့ဒါတပွဲပဲ Frankfurt ကိုနိုင်ထားတယ်။ Frankfurt ကလည်းတခန်းစစ်ကတော်တော်ညံ့နေအသင်းထဲမှာပါတယ်။ဒါထားလိုက်ပါတော့ အဲ့ဒီရှုံးပွဲတွေကိုကြည့်တိုင်းအကူကတော့ညီလေးပြောခဲ့တဲ့ဟာကတော့လုံးဝထောက်ခံတယ် balance ပဲ balance ပြတ်သွားတယ်ပေါ့နော်ဒါပေမဲ့ပြဿနာက balance ဆိုတာတိုက်စစ် move တွေကြီးပဲစွတ်ခေါ်လို့မရအောင်အသင်းသင်းရခံစစ်စွတ်ခေါ်လို့မရအောင်သူ့နေရာရဲ့သူပေါ့နော်လိုအပ်ချက်တွေရှိရောမှာ Konate Van Dijk ဆိုရင်လည်းပွဲတိုင်းကန်နေရတော့ကြာတော့နည်းနည်းလေးကြာလာ Van Dijk ဆိုအရွယ်အရမ်းရနေပြီဒါ Van Dijk က world class ပါအကူလုံးဝဒါချွန့်ချက်မရှိကစားသမားပါဒါပေမဲ့လည်း ဒီအသင်းရဲ့ဟန်ချက်ကနောက်ပြီးပြုပြင်ပြောင်းလဲမှုတွေကအခုတို့ဒီအစီအစဉ်တွေမှာတော့ပြောခဲ့တယ်ချန်ပီယံဖြစ်ထားတဲ့အသင်းသင်းကဒီလောက်ပြုပြင်ပြောင်းလဲမှုပြုလုပ်တာမမြင်ဘူးပေါ့နော်အခုပြုပြင်ပြောင်းလဲမှုတွေကြောင့်ဒီလိုဖြစ်နေတာလားဒီဟာတွေကဟောစလော့လက်ထက်မှာဒီညီလေးပြောသလိုပြန်ပြီးတော့သူဟာတီချောက်ကိုဘလောက်လောက်အချိန်ယူရမယ်ဆိုရင်ယူသင့်တယ်လို့ထင်တယ်ပေါ့ဟုတ်ဆိုတော့ဟိုလူဝဲတဲ့ဟာတွေရဲ့ effect တွေကတော့ပါတယ်လို့တော့ထင်တယ်ဒါပေမဲ့ ဟိုအဲ့ဒါအပြင်တခါတလေကြလို့ရှိရင်နီးပြတွေကအခုလည်းသိပါတယ်ဖြစ်တတ်တဲ့သဘောတဘာဝရှိတယ်တချို့နီးပြတွေကပတ်ဆက်မပေးပဲတဲ့ချစ်ကုတ်ပြီးလုံနေရအကောင်းတဲ့ပါလူအပြုံလိုက်ဝယ်ပေးလိုက်လို့ရှိရင်သူကနည်းနည်းဒုက္ခရောက်လာတတ်တဲ့အဆင်လာမျိုးရှိဥမာချက်စီးမှာလမ်းဘတ်တို့ဆိုရင်လူမဝယ်ရဘူးတဲ့မှာရှိတဲ့အကယ်ဒမီရဲ့လူတွေဆော့ဆိုရင်အကောင်းပူချက်တီနုံလည်းအဲ့လိုဇာတာထဲမှာပါတယ်စပါးမှာတော့ကကွင်းဆောင်နေလို့လူမဝယ်ဘူးဆိုရင်အကောင်းပေါ့အဲ့တဲ့မှာအများကြီး လူကိုပြုံပြီးဝယ်ပေးလိုက်ပြီဆိုရင်အေးဟုတ်တယ်အဲ့ဒါကို organize ပြန်အောင်ပြန်မလုပ်နိုင်တာပေါ့ဆိုတော့ arnis လောက်လည်းအဲ့လိုပဲမနစ်ကတော့ तू ရှင်ရင်ဆွဲအထိုင်လေးနဲ့ပေါ့နော်ရှင်ရင်ဆွဲအထိုင်လေးနဲ့အကောင်းဆုံး तू flexible ဖြစ်အောင်လို့လုပ်ပြီးတော့အသင်းကိုမောင်းနှင်ွားနိုင်တယ်ဖလားလည်းရတယ်အဲ့တော့ဒီနေ့ကကြာတော့ဒါအားဖြည့်တဲ့ပုံစံတွေကတကယ်ကျွန်တော်တို့မမြင်ဘူးတဲ့ liverpool ရဲ့အော်ငွေသုံးချမ်းတဲ့ပုံစံတွေပေါ့တကယ်တခါမှတဲ့မှာတန်း100ရံဒီလက်ရှိ market ကတန်း100ရံကစားသမား ဒီဟို market rate range ပေါ့နော်တရားဝင်းကျင်ကစားသမား3ရောင်လုံးတပြိုင်နဲ့ Florian Risk ကို ESG ကို EGDG ကိုတပြိုင်နဲ့ခေါ်ရဲဆိုတော့တော်တော်လေးကျန်းတယ်လို့ပြောလို့ရဒါပေမဲ့တစ်ဖက်မှာလည်း Liverpool ကပြန်ထွက်တဲ့နှုန်းကလည်းများရတယ်ဒါဂျိုတာကလည်း꽌လွန်သွားတယ်နော်ဒါ Luis Diaz ဆိုလည်းထွက်သွားရတယ်ဒါဝင် Nunes ထွက်တယ်ဆိုတော့တို့ကကျွန်တော်တို့က Liverpool ကိုအားဖြည့်တယ်လို့မြင်တယ်ဆိုတာတက်လူတွေကတော့ဝယ်တာကိုပုံမြင်တာပေါ့ဒါပေမဲ့တကယ်တမ်းဘဲစားဘဲကြီးပြန်တွက်လို့ရှိရင်3ရောက်ထွက်3ရောက်ဝင်ဒီလိုပုံစံမျိုးပဲပုံများတယ်တို့ ပို့သွားတာဆိုလို့ဒီဟိုကာကက်စ်တို့ပါတော့ဒါတော့မှစီမီကက်စ်ကလည်းပြန်ပြီးထွက်သွားတဲ့အတွက်ပို့တယ်လို့ပြောလို့မရပါဘူးအဲ့တော့နေရာတိုင်းမှာတော့တို့ကဝေတာတွေရှိတယ်ဒါပေမဲ့အားဖြည့်တာမဟုတ်ဘဲနဲ့အစားထိုးတဲ့ပုံစံလောက်ပဲသွားတဲ့အနေအထားမျိုးဖြစ်နေတာပေါ့ပြီးတော့ခုနအခုပြောသွားသလိုပဲနောက်တန်းကတော့တော်တော်လေးအခြေအနေစိုးဝင်တဲ့အထက်မှာပါဒီကြားထဲမှာမှတကယ်ကယ်နေတဲ့ Alison ဘကားပါထပ်နာသွားတော့ဟိုအရန်ကုန်သမားနဲ့ဖမ်းနေရတော့ပို့ပြီးတော့ဒုက္ခရောက်တာပေါ့ပြီးတော့ကိုနာဒီဆိုလည်း စာချုပ်တက်တန်းမတိုးတော့ဘူး real madrid ကိုသွားဖို့တက်သူနည်းနည်းလေးဆန္ဒပြင်းပြနေရဆိုတော့ဒီဒီရဲ့ပြဿနာတွေပေါ့ပြီးတော့နောက်တစ်ချက်ကအာနိုပေါ့ liverpool တီအမြဲတမ်းခက်ဆက်ဆက်မှာ creativity ကိုအာနိုစီရပဲညှစ်ထုတ်ခဲ့တာအဲ့တော့အာနိုမရှိတဲ့အချိန်မှာတည်တည်တတ်တာပဲစလာပါဒုက္ခရောက်သွားတယ်သူ့ရဲ့သူ့ငကူကအသက်အရွယ်ကြောင့်ကြာတာတပိုင်းအာနိုစလာရဲ့ connection ကလည်းမရှိတော့တဲ့အချိန်တွေဆိုတော့ဒီအရာတွေပြန်ပြီး organize လုပ်ဖို့ဆိုတော့အခုဒုတိယ main goal လို့ဆိုကျွန်တော်ထင်တယ်ဒီတစ်နှစ်တော့အနည်းဆုံး သူတို့အချိန်ပြန်ယူရမယ်သဘောမှာတော့ရှိခဲ့ဒါပေမဲ့အစောပိုင်းတော့ကျွန်တော်လည်းမထင်သားခဲ့ဘူးပိုကောင်းလာမယ်လို့ပဲထင်ခဲ့တာဒါပေမဲ့အခုပုံစံအရဆိုရင်တော့တစ်နှစ်တော့အဲဇတိပြီးတော့အချိန်ယူရမယ်အနေအထားမျိုးတော့ဖြစ်လာကိုလည်းအရင်နှမျောတာအဲဆိုဘော့စလိုင်းပေါ့နော်ဆိုဘော့စလိုင်းရဲ့တကယ် great error သူ့ရဲ့အကောင်းဆုံးအချိန် prime time ပေါ့နော်ရောက်နေတဲ့အချိန်မှာ ညာချမ်းကြီးထွက်ကန်နေရတာရေအစင်မပြေဘူးဒီလားအရင်နှမျောတာပေါ့နော်ကောင်းပါလေဘာဖြစ်လို့ right back ကိုထွက်ကန်နေရလဲဆိုတော့လေအာအခုကတော့ညီလေးပြောရလို့ creativity ကညာချမ်းကနေအဓိကလားဆိုတော့ညာချမ်းက bravely ပဲ၃၃ဒီ frame ball ပဲ၃၃အစင်မပြေဘူးဆိုတော့ စာလာကြပါတယ်အဲ့ဒါနဲ့အများကြီးတက်ဆိုင်နေပေါ့နော်အဲ့ကွန်းလေအထိုင်မှာလဲ Gravash တို့ McAllister တို့ကလည်းနည်းနည်းလေးတန်ရပြဿနာလေးရှိတာလေးရှိတယ်အဲ့ဒါလေးကလည်းအဆင်ပြေဘူး Carcass ကတော့မစိုးပါဘူးဒါ Rubu ရဲ့ဓာတ်ရိုက်ပုံစံမျိုးပါပဲတိတ်တော့လည်းမကွာဘူးပေါ့နော်တိုက်စစ်ပိုင်းမှာလဲ Florian Reyes တို့နောက်ပြီးတော့အဲ AKDK တို့ဒီကစားသမားအသစ်တွေနဲ့ကြတော့အခြေချဖို့ရုံးကန်ရတဲ့အခြေအနေတခုလေးရှိတယ်ဒါ combination တကယ်မိသွားရင်တော့ကြောက်ဖို့ကောင်းမယ်အသင်းဒါအဲ့ဒါတော့အခုတို့လုံးဝသိချတယ်ဒီတိုက်စစ်မှုတွေကကြည်နိုင်တကယ်ကိုဆရာကြီးတွေကြီးပဲဒါအဲ့တော့လက်ရှိအနေထားရော အဲ့ဒီ Florian Reus တို့ရဲ့တက်ရှိအနေခြေနေကရောပြန်ပြီးကောင်းလာနိုင်ပါမလားသူ့ရဲ့ဒီလပောင်းမှာကစားတဲ့ Premier League မှာအံဝင်မှုနဲ့ဆိုရင်သူရော Isak ကောဘာဖြစ်နေလဲပေါ့အဲ့နှစ်ယောက်ကလက်ရှိလပဘူးရဲ့အဲ့နှစ်ယောက်အရင်ခဏပို့လိုက်တော့ပိုကောင်းလာမယ်ဟာလို့ပြောနေချပြီပေါ့နော်အဲ့တော့ညီလေးအမြင်ရောဟုတ်အဲ့ဒါတော့ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့စိုင်းတယ်လို့အသင်းရဲ့ငကိုရှိရဲ့ shape နဲ့လည်းစိုင်းတယ်လို့ကျွန်တော်ပုံမြင်တယ်ဘာလို့လဲဆိုတော့ Liverpool တီး Klopp ရဲ့ era မှာဟိုလည်းသိရတယ်မြေဘယ်တော့မှကွဲလဲတိုက်ဆက်ကစားသမားရဲ့အခန်းကဏ္ဍအာမကူခဲ့အဲ Klopp ဆိုလည်း Henderson တို့ Wijnaldum တို့ American တို့ဒီလိုမျိုးနည်းနည်းခက်ဆက်အောင်သူကကွဲလဲတိုက်ဆက် AMF ကလောကနှောင်းအာနိုစီယာပဲ Liverpool ကခက်ဆက်ဆက်မှာယူလာခဲ့ရအောင်ဆိုတော့ Liverpool မှာ number 10 player ကောင်းကောင်းဆိုတာတကယ်တော့ Klopp ခက်မာတွေကမရှိခဲ့တဲ့ဟာပေါ့အဲ့တော့ risk ကအသစ်တစ်ခုကိုသူလည်းပြန်ပြီးတော့ create လုပ်နေရတယ်သူကိုယ်တိုင်လည်း league အသစ်ကလာတယ်အဲပြီးတော့တွဲဘက်တွေကလည်း တကယ်အစ်စ်တွေအကုန်လုံးဖြစ်ကုန်တာပေါ့ဒီ site တို့ EGD ကြီးတွေဆိုအားလုံးလိုအပ်တာတဲ့အချိန်နည်းနည်းပိုယူရတဲ့ပြဿနာလို့ထင်တယ်။ဘာလို့ဆိုငကူကလေးရရှိပြီးသားဥပမာ CMF တွေဆိုလိုဘဘူးချက်ချင်းရောက်ရင်အဝင်တယ် Magalister တို့ Suppose line တို့ Graven Bash တို့ဒီလိုမျိုးဒါပေမဲ့ AMF ကြတော့ခင်းဆက်ဆက်မှာလည်းတိတ်မတုံးခဲ့တဲ့ Liverpool ရဲ့နေရာဖြစ်နေတဲ့အတွက်ပို့ပြီးတော့အချိန်ယူနေရတယ်လို့ထင်တယ်။ E set ကတော့ကျွန်တော်ထင်တယ်သူကရာသီကြိုးမှာပြဿနာနည်းနည်း ရှိခဲ့တဲ့ဟာပေါ့သူ training တွေလည်းသူ pre-season တွေလည်းမပူပေါင်းဆိုတော့ရုတ်တရက်ကြီးရောက်လာတဲ့ခါကျတော့ဒီမှာ Liverpool ရဲ့အအသားကျဖို့တဲ့သူ့အနေနဲ့အချိန်ယူရတာပေါ့ပြီးတော့နောက်တစ်ချက်ကတကယ်တမ်းတော့ Isak ကရဲ့ဟို rule အရရောက်လာတဲ့ပုံစံအတင်းတင်းမှာတမ်းပြီးတော့ဟိုဘယ်လိုပြောမလဲဦးဆောင်တဲ့တိုက်စစ်မှုပေါ့ဥမာ Your Crest တို့ Sasco တို့အခုရနေရဲ့ rule လိုမျိုးနဲ့ရောက်တဲ့လားဒါပေမဲ့ပြဿနာကသူမရောက်ခင်မှာ EGDG ရဲ့ goal ကဇက်တိုက်သွင်းနေတယ်အဲ့တော့ဒီကစားသမားနှစ်ယောက်ရဲ့ competition ကလည်းအတိုင်းအတာတစ်ခုတည်းကရှိမှာပဲကျွန်တော်တို့မမြင်ရပေမဲ့မဲ့လဲပေါ့။ तू ကလည်းတွင်းကျင်ပဲ။ EGDK ကလည်းသူ့နေရာကိုမဖယ်ပေးခြင်းဘူး။ तू ကလည်းအရှိမနောက်လျှောက်ပွဲဆက်ကိုတွင်းလာတာဆိုတော့အဲဒီနှစ်ယောက်ကပြဿနာကိုလည်း slot အနေနဲ့အပြေရှားမှာပေါ့။ဥမာနှစ်ယောက်စလုံးသုံးမလား။ အဂီတီကေကိုတောင်ပန်ထွက်သုံးမလားဒါမှမဟုတ် friend fan နဲ့နေရလို့အထောင်တိုက်စစ်နှစ်ယောက်သုံးမလားပေါ့ဒါလေးတော့အဖြစ်ရှာမှာတဲ့မှာဟုတ်တယ်အဂီတီကေမှာလည်းတိုက်စစ်မှုတယောက်ယုံကြည်မှုကိုတွေ့ရတာပေါ့ interview တစ်ခုမှာဆိုသူ့ထက်အကောင်းတဲ့ player ရှိလားဆို premier league မှာဆိုသူမရှိဘူးပဲပြောပါရတယ်ဒါပေမဲ့တယောက်ရွေးပါစလို့ Haaland ကိုပဲရွေးသွားရပေါ့နော်အဲ့တော့ဒါက confident ပဲတိုက်စစ် तू ဘယ်သူနဲ့ပြိုင်မယ် तू တောင်ကြိုးစားမယ်ဆိုတဲ့ဟာမျိုးအကူတော့မိုက်ပါတယ်အဲ့ဒါကဒါပေမဲ့ isset တော်တော်နဲ့ပြဿနာတက်တာ isset နဲ့ yo cross ကဟိုမှာ sweden မှာပါပါ သွားပြီးတော့ကိုဟိုဂိုးပေါက်ပြောင်းနေတဲ့ပုံစံတွေတွေ့ရအဲ့တော့တစ်ဖက်ကဗီလာကိုသွားကြပါတော့ဗီလာကတော့ဖြောင်းရယ်ရာသီဆ9ဝဲလားမသိဘူးတိုင်ဝဲမရဘူးနောက်အခုစောင်း10ဝဲမှာတပွဲအဲ့ရကိုဟက်အီကဲကိုလာတပွဲပဲရှုံထားတယ်အဲ့ဒါကလည်းဘာမှလည်းအရေးမပါပါဘူးအရေးမပါဘူးဆိုတော့ဘာလို့ပြောလဲယူပါလိမှာဒီအသင်းကိုရှုံလို့လေဗီလာမပြုတ်သေးဘူးမပူနဲ့ AC နောက်တစ်ဆင့်ကပလေးအော့ဖ်ဖြစ်ကံပြီးတက်အောင်မှာအဲ့တော့နောက်ပိုင်းမှာနိုင်ရမယ့်ပွဲနိုင်လာတယ်ခြေစွမ်းတွေကောင်းလာတယ်နိုင်ရထားတဲ့အသင်းတွေကတော်တန်ဟန်လိုအသင်းမျိုးတွေပါတယ်အခုမန်စီးတီးကိုပါနိုင်ထားတာမျိုးတွေဇက်တိုက်ဖြစ်လာတယ်ဆိုတော့ ဒီ Vita ရဲ့ changes ကဘာဖြစ်လို့အဲ့လောက်ထိဖြစ်လာတယ်လို့ထင်တယ်ပေါ့အဲ့ဒီငသေးမှာတိုက်ဆိုင်တာဒီခုက6တက်ပေါ့ Liverpool ကနောက်ဆုံး9ပွဲမှာတပွဲပဲနိုင်တယ်6ပွဲရှုံးတယ် Villa ကကျတော့နောက်ဆုံး9ပွဲမှာတပွဲရှုံးတယ်6ပွဲနိုင်တယ်သူတို့ငသေးကတကယ်9ပွဲမှာပြောင်းပြန်ဟိုဟာဖြစ်နေတာပေါ့ကက်ကင်းဖြစ်နေတာအဲ့တော့ Villa ကအခုခုနကပြောသွားသလိုပဲ ဂျာတီအစမှာတော့ထင်သလောက်မဖြစ်ဘူးဒါကျွန်တော်တို့ FVA ဘာလို့လဲဆို working ကိုယ်တွင်းမှုတဲ့အတကုံစူတောင်းရဲဟုတ်တယ်ဟုတ်တယ်ကိုတကူရောက်ဖို့တော်တော်သူတို့သုံးမွဲဆက်လိုက်ကိုမရအောင်လေဂျာတီအစမှာဆိုစီစီအခွင့်သုံးမွဲဆက်လိုက်တိုက်ဆက်ကကိုမရအောင်ဆိုတော့ဒါ villa ပုံစံလုံးဝမဟုတ်ဘူးဒါပေမဲ့သူလည်းဘယ်လိုမျိုးလဲဆိုတော့နိုင်မယ်လို့ထင်တဲ့အချိန်တွေတော့မနိုင်ဘူးဆန်နာလဲကလည်းတယောက်အသားလေးနဲ့သူတို့ကစားရတယ်ဒါပေမဲ့မနိုင်ဘူး villa တော့ပွဲချက်ပြီးတကယ်တော့သူတို့ရလက်ဆိုပြီးဒုက္ခရောက်ပြီးလို့ထင်တဲ့အချိန်ကြတော့စပါးတွေရော man city တွေရောသူတို့အကုန်လုံး နိုင်တယ်ဒါ city ဆိုရင်အာယာဒီဆနှစ်ပွဲရှုံးသွားပြီးတော့တောက်လျှောက်မှာရလက်ကောင်းနေတယ်ဒါပေမဲ့ villa နဲ့တွေ့တော့မှဟုတ်တယ်သူတို့ရှုံးမွဲတွေ့သွားတာဆိုတော့ villa သူတို့ rhythm တခုတော့ပြန်ရနေပြီးတော့ငကိုတဲ့အလေ unai emery ကဟိုအတင်းကြီးတွေဆိုကောင်းကောင်းလေးဒုက္ခပိတက်တဲ့သဘောတရားရှိတယ်ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာ villa ကဟိုကျွန်တော်မြင်တာပေါ့နော်သူတို့နိုင်မွေးရတဲ့ပွဲစဉ်နှစ်ပွဲလုံးမှာအဲ့ unana နဲ့ကင်မရာနဲ့ကွင်းလေအထိုင်ကိုသူ solution လေးတခုတွေ့သွားတယ်လို့ပြောရမယ် ဆိုတော့ဒီဆန်ချိုတို့ဘာတို့တိတ်နေရမပေးပဲနဲ့သူအဲဘွန်ဒီယာနဲ့တုံးတယ်အရှိမဆိုဝက်ကင်နဲ့အဲပြီးရင်ရောဂျာနဲ့ဆိုတော့အဲ့လိုပုံစံလေးရသူတို့ရဲ့ဟိုတည်ငိမ့်တဲ့လူစင်းတစ်ခုကိုသူတို့သူလည်းတဖြည်းဖြည်းချင်းနဲ့ရှာတွေ့လာတဲ့သဘောမှာတော့ရှိတယ်အဲ့တော့ဗီလာကတော့နောက်ပိုင်းသူ့နှကူနေရာဖြစ်တဲ့မပေးကြတဲ့ထိတ်ဆုံး6သိန်းနေရာတွေကိုပြန်သွားမဲ့ပုံစံမျိုးတော့ကျွန်တော်မြင်နေရတယ် ဟုတ်တယ်ဦးနိုင် MRI ကတော့ကို short တော့လို့မရအောင်နောက်တန်းမှာလည်းခွန်စာနဲ့ Paul Torres ပြန်ကောင်းလာတယ်ပေါ့နော်ညီတို့ type sick ကလည်း free rate ဖြစ်လာတယ်နောက်ပြီးတော့အဲ့ဒီ Amadou Onana ကအခုအတွက်တော့တော်တော်လေးကောင်းတဲ့ ကစားပါမအခုအရင်ကြိုက်တဲ့ထက်မှာပါတယ်ဒီသူ့ပါရင်ကိုစိတ်ချရဲကင်မရာကလှုပ်နိုင်တယ်ပြီးနိုင်တယ်အမတူအနာနာကလည်းလုံးဝဒီတက်ကောလေးပါတော့အတက်ကင်းလိုက်တာတွေရောတော်တော်များဘောက်စုဘောက်စုပါတော်တော်လေးကိုခွန်အားသုံးကစားနိုင်တယ်ပေါ့နော်အရင်ညီတော့တိုက်စစ်က3ယောက်ကခုနကညီလေးပြောတဲ့3ယောက်ကလည်းအရင်ဘာဖြစ် fluid ဖြစ်တယ်ပေါ့နော်လှင်လင်းမြန်မြန်နဲ့အာ first time လေးဖြစ်တယ်ဆိုတော့ချွေကစားလို့ရပြန်ကောင်းလာပြီပေါ့အဲ့တော့ဒီပွဲမှာက ဒါတော်တော်လေးပြောင်းပြန်ကြီးပြောတဲ့6တိ6တိကနေဘယ်လိုဖြစ်သွားမလဲကြည့်ရမှာပေါ့နော်အဲ့တော့လစ်ပေါ်ဦးနိုင်ပါမလားအဲ့ဒီလက်ရှိအခြေအနေနဲ့ဒါပြီးရင်အကိုတို့လစ်ပါဘူးကပွဲချက်ရှိတယ်အဲ့ဒီကပြဿနာကရီယယ်မက်ဒရီနဲ့ကြံရမယ်အဲ့ဒီတော့ဖိအားတွေအရန်များနေပြီအဲ့ရှုံဝဲဆက်နေတာရက်ဖို့ဆိုဒီပွဲကဒါမရက်ဘူးဆိုရင်ရီယယ်လို့အသေးမျိုးကြတော့ပို့ပြီးတော့မျောလင်းရတာနည်းနည်းခက်တာပေါ့နော်အဲ့တော့ ဒီလေးအမြင်ပါတော့လေပါဦးရဲ့ရှုံးဝဲတွေရက်တက်နိုင်မလားဗီလာရဲ့အရန်ကောင်းနေတဲ့အခြေအနေနဲ့ဘယ်လိုပုံစံလေးထွက်လာမယ်ထင်လဲပေါ့လီဗာပူးဂျားထဲမှာနိုင်ခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လိုက်တော့ Frankfurt ကတိုက်စစ်တအားဖွင့်ဆော့တဲ့အသင်းထဲမှာပါတယ်ဒါဟုတ်ကဲ့ကျွန်တော်လည်းပြောပြတဲ့အတိုင်းပဲ Frankfurt Champion League မှာဆို၅ဂိုးတကူ၅ဂိုးတကူတွေနဲ့ရှုံးတဲ့ဒီအတကုံဖွင့်ဆော့တဲ့ဂျာမန်အသင်းပေါ့အဲ့တော့ဒီလိုအသင်းနဲ့တွေ့ရတဲ့အချိန်မှာတော့သူတို့ပဲဆက်ကောင်းသွားတယ်ဒါပေမဲ့ခက်တာ Premier League မှာအသင်းတွေကအဲ့လောက်ထိလွယ်လွယ်ကူကူဖွင့်ပြီး မစောကြအောင်အထူးသဖြင့် Liverpool လို့အသင်းမျိုးနဲ့တွေ့ရတဲ့အချိန်မှာအဲ Liverpool ဘက်ကကြည့်ရလဲရှုံးမွေးတွေလည်းပြားများတယ်ပြီးတော့ Anfield မှာရှုံးခဲ့တာလဲသူတို့ရတကယ် rival Man United ကိုဖြစ်နေရတဲ့ပြန်ပြီးတော့သူတို့ဒီဟာအဖက်ဆယ်ဖို့တော့လိုနေရပါဘောဒါပေမဲ့ကျွန်တော်ကတော့အကျွန်တော်အမြင်ပြောရရင်တော့တိတ်တော့ဒီပွဲမှာလည်းလွယ်ဦးမယ်လို့မထင်ဘူးပွဲချက်တွေရှိရ Real Madrid ပြီးရင် Man City နဲ့ထင်တယ် Liverpool ကစားမယ်ဟာလीဆိုတော့ကျွန်တော်ထင်တယ်ဒီမှတ်တမ်းကြီးကနည်းနည်း နောက်တဲ့တစ်ပတ်နှစ်ပတ်လောက်များဆက်ပြီးတော့သွားအောင်မလားပေါ့လေအဲလီဗာပူးနိုင်အောင်မယ်လို့တော့ကျွန်တော်ကတော့တိတ်တော့မယူဆဘူးလည်းဆုံးဗီလာတရေလောက်ကစားနိုင်တဲ့အားမျိုးရှိတယ်လို့ထင်တယ်ဟုတ်အဓိကတော့ထိတ်တိုက်တွေးဆုံမှုတွေမှာလီဗာပူးကတော်တော်တာထားတာကိုစကရိုးဆွဲလောက်2020နောက်ပိုင်းမှာမရှုံးသေးဘူးပေါ့နော်အဲ့အခြေအနေတွေတော့တွေးရတယ်အဲ့တော့ ပရီးမီးယားလေးကခုနကပြောသေးရေးပြီးတော့ high intensity high pressing game တွေကစားတာအများတော့အရန်လုံအောင်လုံးသုံးရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေမှာတော့ကို Liverpool and Fee ဖြစ်နေတော့ Liverpool အကောတော့နည်းနည်းမျောလေးကြည့်ချင်းသေးတယ်။ဘာလို့လဲဆိုတော့ခုနကဒီပွဲသာရှုံးသွားရင်နောက်ထပ်နှစ်ပွဲကအသင်းကြီးနေဆိုတော့ထပ်ရှုံးရင် ဆလော့ကိုအခုဖီးအားအရန်ပေးနေပြီပြိသက်ကပါပါလာပြီနည်းနည်းပါလာစပါလာပြီပေါ့နော်အဲ့လိုဆိုဆိုဆလော့ပြုတ်သွားပြုတ်သွားမယ်ဆိုနှမျိုးကိုလည်းအရန်ကောင်းတယ်ဘာဖြစ်လို့သူလုတ်ခဲ့တာတွေလည်းရှိရယ်ဆိုတော့အဲ့တော့အဲ့ဒီအချိန်လေးကတော့လစ်ပါပူးနိုင်သွားမလားဆိုတဲ့မျိုးလေးချက်လေးအခုမှရှိရယ်ပေါ့နော်2 1ဆိုတဲ့ရလက်မျိုးထားလိုက်ပါမထင်ထားတဲ့ရလက်တစ်ခုခုနဲ့လစ်ပါပူးသုံးမှတ်တော့ပြန်ရှာသွားနိုင်ကောင်းပါရဲ့လို့အခုကတော့တွေးမိပါတယ်အဲ့တော့ဒီဘက်ကတော့အခုတို့တူတူစောင့်ကြည့်ရင်ခုန်ကြတာပေါ့ ဟုတ်ကဲ့ပါဒါကျွန်တော်တို့စနေနေ့ညနောက်ဆုံးပွဲည2နာရီကျော်မှာရှင်ပြိုင်ကစားမယ်လဘဦးတင်းနဲ့အဆင်ရာတင်းတို့ရဲ့ပွဲကျုံ၃ချက်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ပွဲတွေကိုလည်းပွဲကျုံ၃ချက်နောက်တစ်ပွဲကြံပါသေးရယ်ဆောင်းမြောက်ကြည့်ရှိပေးဖို့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးလို့ရပါတယ် Facebook မှာလည်း like လေးပေးတော်လို့ရပါတယ်ဆိုတော့အကြောင်းလေးသတင်းကောင်းပါလို့ပါတယ်ကြည့်ပေးခဲ့ညီကိုတယောက်ချစ်ကြံကိုကျွန်တော်တို့အဖွဲ့သားအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ